မင်္ဂလာပါအခုကတော့ဒါကျွန်တော်တို့ဒါကုန်းပေါင်း Empire ရဲ့ဖုံးမိနေလာအတောက်ပဆုံးမြို့တော်တစ်ခုဖြစ်တဲ့အင်းဝမြို့တော်ဟောင်းကိုကျွန်တော်တို့ရောက်နေတာဖြစ်ပါတယ်။ဟောအင်းဝဟာကုန်းပေါင်း Empire ရဲ့မြို့တွေထဲမှာကျွန်တော်တို့ဖုံးမိနေလာအတောက်ပဆုံးမြို့ဖြစ်တယ်။အဲ့တော့ဘိုးတော်ဖျားလက်ထက်မှာမြို့တော်ကိုအင်းဝနေပြီးတော့ကျွန်တော်တို့အမရပူရာကိုရွှေ့တယ်။ရွှေ့ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ကုန်းပေါင်း Empire ရဲ့ ဖုံးမိနေလားတွေဆက်ပြီးတော့ကြာဆင်းလာတယ်တကယ်တော့အင်းဝဟာစီးပွားရေးရအလွန်အချက်ချာကြတဲ့မျိုးလေးဖြစ်တယ်အပြည်သူလူထုကအင်းဝမှာစီးပွားရေးလုပ်ဖို့အလွန်ကောင်းဒါဘိုးတော်ဖရားကဘိုးတော်ဗြဟ္မင်းကအသူကကုန်းပေါမင်းဆက်မှာလည်းနန်းသက်အရှိဆုံးမင်းဖြစ်တယ်နန်းသက်အရှိဆုံးမင်းဖြစ်တဲ့အတွက်သူ့လက်ထက်မှာဒီအင်းဝကနေပြီးတော့အမရပူရာကိုမြို့တော်ကိုရွှေ့လိုက်တဲ့အချိန်မှာကုန်းပေါအင်ပါယာရဲ့ဖုံးမိနေလားဟာ ကြာဆင်းခဲ့ကုန်းပေါင်းအင်ပါလာရဲ့ image တက်တဲ့အချိန်ပေါ့နော်ပထမအလောင်းမီဒီယာကြီးလက်ထက်ကနေဘိုးတော်ဗရုံမင်းထိဘိုးတော်ဖျားလက်ထက်ထိကိုကုန်းပေါင်းအင်ပါယာရဲ့ဒါအတက်ကာလလို့ကျွန်တော်တို့သတ်မှတ်ပြီးတော့မှဘိုးတော်ဖျားနေပြီးတော့နောက်ဆုံးတီဘောမင်းတရားထိရတော့ကုန်းပေါင်းအင်ပါယာရဲ့ကြာဆင်းတဲ့ကာလဖြစ်ပါတယ်အဲ့တော့အင်ဝမ်မြို့တီတာနဲ့ပတ်သက်ရင်ကျွန်တော်တို့ရွှေအင်ဝါဆိုတဲ့တခြင်းရှိအဲကျွန်တော်တို့မြန်မာတခြင်းတွေကိုနားထောင်တဲ့အခါမှာတခြင်းတပုတ်ကတခါတလေကြရင်စာအုပ်တွေဖတ်စာအုပ်များစွာဖတ်တာနဲ့ညိအဲကျွန်တော်တိတ်တော့အတန်မကောင်းရွပြဟုတ်လား A1 ဆရာညာရဲ့ရွှေအင်းဝါတခြင်းပေါ့ အေယာဝရီစမုံဒုထဝရီဇောကြီးပန်းလောင်ချောင်းမြင့်ကလီပေါင်းလို့ဆုံးကြသည်တန်လျက်ဆုံးမော်တွင်အင်းလေးအင်းကိုဖို့၍မြို့တီသရိုးဖျားရာဇာဘရင်စိုးစံသည်မကောင်းနေရန်ဝေးအောင်စောင့်ရှောက်နေနေမည်အောဥဇနာမင်းယုတ်သုတ်တင်ပြန်ပါသည်စောအုံမမဟေတီဒေဝီမြောက်လို့ပျောက်တင်စံစားသည်ပေါ့နော်ဒီတစ်ချက်တစ်ပုတ်ထဲမှာအင်းဝရဲ့တမိုင်းကြောင်းအလုံးပါ အင်းဝါကိုတီထောင်တာဟာဒရိုမင်းပြဖြစ်တယ်။အဲဒရိုမင်းတရားဟာဒရိုမင်းပြဟာကျွန်တော်တို့ဥစနာဆိုတဲ့မင်းရုပ်ကိုတုတ်တင်ပြီးတော့အင်းဝါကိုတီထောင်နေတယ်။ဥစနာမင်းရုပ်တုတ်တင်ပြမှာအင်းဝါမျိုးကိုတီထားတဲ့နေရာကိုကြည့်မယ်ဆိုရင်အေယာဝရီစမောဒုဋ္ဌဝရီဇောကြီးပန်းလောင်ချောင်းချင်းမြကြီး၅ခုစုံတဲ့နေရာမှာအင်းဝါမျိုးကိုတီထားတာဖြစ်တယ်။အဲတော့အဲ့ဒီအင်းဝါဟာအေယာဝရီစမောဒီချောင်းချင်းမြကြီး၅ခုစုံတဲ့နေရာမှာ တည်ထားပြီးတော့မှအင်းဝအင်းဝသူအင်းဝသားတွေဟာ စီဝါကြီးအချက်အချာကြတဲ့နေရာတစ်ခုကိုဒါကျွန်တော်တို့တိဆောက်ခဲ့တာဖြစ်တယ်။ဟောပြီးတော့အဲ့တချင်းထဲမှာပါသေးတယ်။စောအုံမမဟေတီဒေဝီမြောက်လို့ကောက်တင်ဆန်စားသည်သူတို့မင်းဖျားရဲ့မိဖုရားကြီးကစောအုံမဖြစ်တယ်။အဲ့တော့သူတို့မင်းဖျားလက်ထက်မှာမြမရာဇဝင်မှာအလွန်ထင်ရှားတဲ့တခွိတူးလည်းပေါ်ခဲ့။အဲ့တခွိနာမည်သိပါလား။ တခိုးကြီးငတက်ပြားလို့ခေါ်တယ်အဲ့ဒီတခိုးကြီးငတက်ပြားကိုဘယ်သူမှဖမ်းလို့မရတဲ့အတွက်နောက်ဆုံးမှာသရိုးမင်းဖျားကိုယ်တိုင်ဆင်းပြီးဖမ်းအဲသရိုးမင်းဖျားတခိုးကြီးငတက်ပြားကိုမိတဲ့အချိန်မှာအဲ့ဒီခက်ကဘယင်တွေကတော့သူတို့ရဲ့စွမ်းဆောင်ရမြင့်အဲ့တော့သရိုးမင်းဖျားသူကိုယ်တိုင်တခိုးကြီးငတက်ပြားကိုရုတ်ဖြတ်ပြီးတော့ဖမ်းတာကိုမိတဲ့အချိန်မှာတခိုးကြီးငတက်ပြားကိုမိတယ်လှန်နဲ့ထိုးတက်တာကြိုက်လားဓာတ်နဲ့ခုတ်တက်တာကြိုက်လားအဲ့လူကြီးတော့ဗာကြိုက်လှန်နဲ့ခုတ်တက်တာကြိုက်လားဓာတ်နဲ့ထိုးတက်တာကြိုက်လက်နဲ့ထိုးတက်တာကြိုက်လားဓာတ်နဲ့ခုတ်တက်တာကြိုက် ဲ့တော့သခိုးငတ်တပြပြန်ဖြေတယ်မှန်ပါအရှင်မင်းဒရိုက်ဖျားလံကိုလည်းမကြိုက်ပါဖေဟာဓာတ်ကိုလည်းမကြိုက်ပါဖေဟာဒါဆိုမင်းဘာကြိုက်လဲကျွန်တော်မျိုးကြီးကြိုက်တာကိုဖြေရမလားဖြေပါကျွန်တော်မျိုးကြီးကြိုက်တာကိုဖြေရရင်တော့ကျွန်တော်မျိုးကြီးဟိုဘက်ဘေးနားမှာထိုင်နေတဲ့အရှိမီဖေဟာကြီးစောအောင်မအောင်ကြိုက်ကြောက်မှာဖေဟာအဲသူတို့မင်းဖျားဟက်ထိသွားအဲ့တော့သူကငတက်ပြားကိုမတတ်တော့သူတို့မင်းဖျားဟာတိတဲ့အတိုင်းပဲအင်းဝါကိုတီထောင်တဲ့ဘရင်ဖြစ်တဲ့အတွက်စီမံခံခွင့်မှုလည်း အုတ်ချုပ်မှုပေါ့လေနော်ဟိုကစ်ကဘီရင်ကတော့စီမံခန့်ခွဲတာမဟုတ်အုတ်ချုပ်တာပေါ့အုတ်ချုပ်မှုလည်းအလွန်မြင့်မားတဲ့အုတ်ချုပ်မှုပညာလည်းမြင့်မားတဲ့ဘီရင်ဖြစ်တဲ့အတွက်သရုံးမင်းဖျားကငတပြားကိုယာဓုတစ်ခုပေးတယ်။အဲငတပြားကိုပေးတဲ့ယာဓုကိုစိတ်ဝင်စားဖို့ကောင်းသရုံးမင်းဖျားကငတပြားကိုဘာယာဓုခက်နေလို့ထင်ပါလားသရုံးမင်းဖျားငတပြားကိုဘန္တာဆိုးဆိုတဲ့ယာဓုကိုခတ်မှာအဲ့ဒီမှာမြန်မာယာဆိုမြန်မာစကားထဲမှာတခိုးကိုဘန္တာဆိုးခတ်နေဆိုတာအဲ့ဒီကစပေါ့ငတပြားဟာအင်းဝမှာအတော်ဆုံးတခိုးဖြစ်တဲ့အတွက် သူ့ကိုဘန္တာစိုးခတ်လိုက်ရင်သတို့မင်းဖျားရဲ့ဘန္တာတွေကလုံခြုံသွားတာပေါ့ဆိုတော့ဒါကျွန်တော်တို့အင်းဝအင်းဝနေပြည်တော်ကနေပြီးတော့ကျွန်တော်တို့စီမံခန့်ခွဲမှုပညာကို HR ပေါ့ဟုတ်လား Human Resource Management ပညာကိုသင်ယူခဲ့ကြတာဖြစ်ပါတယ်အဲ့တော့ဒါကျွန်တော်အင်းဝမျိုးဟောင်းရောက်တော့လူကြီးမင်းတို့ကိုချစ်ခင်စွာမျှဝေပေးတာဖြစ်တယ်ကျွန်တော်မြောက်ဝင်းမွန်းနေလူကြီးတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်။တင်တန်းတက်ချင်တဲ့သူတွေကကျွန်တော်တို့တလောက်တင်တန်းတစ်မျိုးပဲဖွင့်ပါတယ်။အခုလာမယ်ကျွန်တော်တို့ 12လပိုင်းမှာတော့ဒါကျွန်တော်ကိုယ်တိုင်သင်ကြားမယ့်အောင်မြင်မှုပညာသင်တန်း Success in Life သင်တန်းကိုဖွင့်မှာဖြစ်တယ်။အဲ့တော့အောင်မြင်မှုပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘဝတစ်လျှောက်လုံးကျွန်တော်အောင်မြင်မှုပညာကိုလေ့လာထားတယ်။အောင်မြင်မှုပညာနဲ့ပတ်သက်တဲ့မဟာဗျူဟာတွေနည်းဗျူဟာတွေဘဝမှာဖွံ့ဖြိုးတိုးတက်အောင်မြင်မှုအတွက်ထားရှိရမယ့်စိတ်ထားတွေမိမိရဲ့ကိုယ်ယူကိုယ်သွေးကိုဘယ်လိုဖွံ့ဖြိုးတိုးတက်အောင်လုပ်မလဲ။မိမိရဲ့ personal brand ကိုဘယ်လိုတည်ဆောက်မလဲ။ဘဝမှာအောင်မြင်ခြင်းကျွန်တော်ခဏခဏပြောတယ်။ကိုကြိုက်တာကိုအရင်လုပ်ပါပြီးမှလူတွေကြိုက်လာအောင်လုပ်ပါ။ လူတွေကြိုက်အောင်လိုက်မလို့ပါကိုကြိုက်လာကိုလို့ပြီးတဲ့အခါမှာလူတွေကြိုက်အောင်လို့ဒါဆိုရင်လူချင်းမင်းနေနေပွားမှာအောင်မြင်မှုတိစောက်နေမှာဖြစ်ပါတယ်အဲတော့တင်တဲ့တပ်ဖို့စိတ်ဝင်စားရတဲ့ဆိုရင်ကျွန်တော်တို့က online တင်တဲ့ကတော့အခုလာမယ်ကျွန်တော်တို့12လပိုင်း2ရက်နေဖွင့် online ကနေတလားတိတိတင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံ data တိတိကပ္ပ data တိတိတက်နိုင်ပါတယ်အပြင်လူတွေတင်တဲ့ကတော့ကျွန်တော်12လပိုင်း6ရက်နေနဲ့9ရက်နေစနေတွင်းနေ့ရက်မှာမနက်စင်နာရီကနေညနေ6နာရီထိရန်ကုန်မြို့တောင်ဝင်းစင်တာ3လာမှာရှိတယ်ကျွန်တော်တို့ MO တင်တဲ့အကြောင်းမှာ နှစ်ရက်အချိန်ပြည့်ကျွန်တော်နဲ့ရင်းနှီးချစ်ခင်စွာတွေ့ဆုံမိတက်မှာဖြစ်ပါတယ်အဲ့တော့ online တင်နာမည်တက်ချင်းတက်ချင်းအပြင်တင်နာမည်တက်ချင်းတက်ချင်းလူကျွန်းတို့ရဲ့နာမည်ရဲ့ဖုန်းနံပါတ်ရဲ့ comment မှာမေးနေ Messenger message မှာရေးတာပြီကျွန်တော်တင်ကဆက်သွယ်ပေးမယ်အခုအစီအစဉ်ကြည့်တဲ့သူတိုင်း online ကပထမဦးဆုံးအယောက်100အပြင်ကပထမဆုံးအယောက်30ကို10% discount ကျွန်တော်တို့ပေးထားတယ်လို့သတင်းကောင်းပါလို့ပါတယ်အဲ့တော့ဒီတင်နာမှာအောင်မြင်မှုနဲ့ပတ်သက်ပြီးတော့အတူတကွာနှစ်သက်မှာကျွန်တော်တို့ အောင်မြအောင်ဘယ်လိုလုပ်မလဲပြင်ဆင်ပြီးတော့လေ့လာကြမှာဖြစ်ပါတယ်အဲ့တော့ online တင်တဲ့တင်ကြမဲ့ပုံစံနေ့စဉ် recorded video တွေ Facebook ကို Telegram တင်ပေးမယ် live lecture အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း zone ကတင်မယ် group ကိုလည်းတင်တဲ့ကလာတလှပြီးသွားတဲ့တိုင်မဖြတ်ပဲထားမှာဖြစ်တဲ့အတွက်အထက်ထက်ပြန်ကြည့်နိုင်ပါတယ်အပြင်လူတွေကတော့ခုနပြောတဲ့အတိုင်းကျွန်တော်တို့12လပိုင်း6ရက်9ရက်မှာတွေ့မှာဖြစ်ပါတယ်အဲ့တော့အခုပဲမိမိတို့ရဲ့ စွန့်အင်တွေမြင်မာဖို့အတွက်တင်ယူလေ့လာမှုနဲ့နှစ်ဆတိုးပြီးတော့မြင့်တက်လိုက်ပါ။အောင်မြင်မှုကလူချင်းတို့ကိုစောင့်ကြိုနေပါတယ်။ We must work together, we must build our nation.